An. မဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့2015ခုနှစ်ကထွက်ရှိခဲ့တဲ့ The Silence ဆိုတဲ့ရုပ်ရှင်လေးအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။ဇလံလေးကတော့1938ခုနှစ်ဂျပန်စစ်တပ်အုပ်ချုပ်စဉ်ကာလမင်္ဂလိပေါ်ရာကျောင်းကအကြောင်းလေးပဲဖြစ်ပါတယ်။အစမှာတော့ရှီဇူကိုဆိုတဲ့ကောင်မလေးကိုသူ့အိမ်ကမင်္ဂလိပေါ်ရာကျောင်းကိုလိုက်ပို့နေတာကနေစတာပါတယ်။အဆောင်ကတခြားကောင်မလေးတွေကကားနဲ့လာတာကိုဗရင်းမောက်ကဝိုင်းကြည့်နေကြပါတယ်။ခါဇူးကလည်းရှီဇူကိုဝင်လာတာကိုကြည့်နေခဲ့ပါတယ်။ခဏနေတော့ ချောင်းအောင်ကရောက်လာပြီအခုကစပြီးတယောက်တည်းပေါ့အဆင်ပြေသွားမှာပါကျမ်းမာလာမှာပါလို့ပြောနေခဲ့ပါတယ်ရှီစုကိုကသူ့အမိထပ်သွားတာကိုကြည်နေတော့အဆောင်မူးကမလိုက်လာဘူးလားလို့ခတ်တင်တင်ပြောလိုက်ပါတယ်ပြီးတော့အဝိတ္တဆောင်ပေးပြီးရှီစုကိုရဲ့စာအုပ်ကိုလည်းလွှင့်ပစ်နေခဲ့ပါတယ်အဲ့ဒါနဲ့ရှီစုကိုကစာအုပ်တော့ကိုပြန်ယူပြီးတင်ထားလို့မရဘူးလားမေးတော့ပါဇက်ပိတ်ထားဆိုပြီးပါချလိုက်ပါတယ်ကျောင်းစီကမဲ့နားမလည်ဘူးလားဆိုပြီးစာအုပ်ကိုပြန်ယူသွားခဲ့ပါတယ်ရှီစုကိုလည်းပေးတဲ့အဝိတ္တစာဝတ်ပြီးအိတ်ဆောင်နဲ့လာခဲ့ပါတယ်ခဏနေတော့ခါစု ုကဂျပန်ကထုတ်တဲ့အတုံးဆောင်ပစ္စည်းတွေလာပေးပြီးတုံးမှုစားအုပ်တအုပ်လဲပေးကတခြားလုံးတစ်လုံးကျွေးလိုက်ပါတယ်ပြီးတော့ကျောင်းအုပ်ကရှီဇူကိုကိုမိတ်ဆက်ပေးပါတော့တယ်ခီရာဆိုတဲ့ကောင်မလေးကသူ့ကိုသူမိတ်ဆက်နေပြီးပန်ထိုးနီတွေသင်ပေးနေခဲ့ပါတယ်နောက်ဆုံးတော့အားလုံးပန်ထိုးတာပြီးသွားခဲ့ပါတယ်ညရောက်တဲ့အခါလူစစ်တော့လူတိုင်းကအစင်တိုင်းအွန်နေပေမဲ့ရှီဇူကိုကသူ့လက်ရောက်တော့မော်တဲ့အခါခါစုကပဲသူ့စားအုပ်ပေးခဲ့ပါတယ်ပြီးတော့အိတ်ခါနီသူ့ကိုမုတ်လို့စီတွေတယောက်တစ်ခွက်ကျွေးနေခဲ့ပါတယ်မိနေပိတ်တဲ့အချိန်မှာရှီ ီစုကိုကိုခီရာကတနေရခေါ်သွားခဲ့ပါတယ်အဲ့ဒီနေရာရောက်တော့ကောင်မလေးတွေအများကြီးရှိပြီးယူခါဆိုတဲ့ကောင်မလေးကသူ့ကိုမျက်စိနှောက်တဲ့ခူးဆက်ယောဂါရှိနေတာလားပြောပြီးတခုခုနဲ့ပေါက်ပြီးမင်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာရှီစုကိုကချောင်းဆိုးလာပြီးတွေးတွေပါထွက်လာတော့အဲ့ဒီကောင်မလေးကအဆုတ်ယောဂါလားလို့ပြောလိုက်ပါတယ်ခဏနေတော့ခါဆူးရောက်လာပြီးအားလုံးကိုပြန်အိပ်ဖို့ပြောတော့ပြန်သွားကြပါတယ်နောက်နေ့ကျတော့ကျောင်းအုပ်ကချောင်းဆိုးရင်တွေးပါတယ်ဆိုခင်နာတာထပ်ပို့ပြီးအားနေတာပဲလို့ပြောပြီးနောက်တစ်ပတ်နေရင်တိုကျိုမှာကျောင်းတက်ဖို့ကြက ျမ်းမာဆုံးចောင်းသားနှစ်ယောက်ကိုရွေးချယ်မှာလို့ပြောရင်ရှီဇူကိုသာအရွေးခံရရင်ဆီယာမလည်းပြောနေမိမှာလို့ပြောနေခဲ့ပါတယ်ပြီးတော့ဆင်းညွှန်းရေးပေးလိုက်ပြီးတနေ့ကိုခုနှစ်လုံးတောက်လို့ပြောလိုက်ပါတယ်ဒါအပြင်ရှီဇူကိုကိုဆေးတွေတင်းမနေပါသေးတယ်သူစစ်ပေးကန်းကထွက်လာတော့ဂီတာကမြင့်လို့နမဲတူကောင်မလေးတစ်ယောက်ရှိခဲ့ဘူးတယ်ခါဆုနဲ့ယူခါရဲ့တငယ်ချင်းလေးမကြခင်ကနေမကောင်းလို့ပြန်သွားတာလို့ပြောခဲ့ပါတယ်ပြီးတော့နမဲချင်းဘာလို့တူနေတာလဲဖြစ်နိုင်ရဲ့လားလို့ပြောနေခဲ့ပါတယ်အဆောင်ပြန်ရောက်တော့ခါဆုကသူ့ကိုလျှော့ဝှက်ချက်ဆိုတဲ့မြေရောက်ခံတဲ့ ဲခေါ်သွားခဲ့ပါတယ်ပြီးတော့အရင်ကရှီဇူကိုရဲ့ဒဏ်ရာရေးစာအုပ်လေးပေးပြီးတိတ်တိတ်လေးဖတ်လို့ပြောခဲ့ပါတယ်နောက်ပြီးတော့နမဲအရင်ကဘာလဲမေးရင်ငါနမဲကယွန်းတော့လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ရှီဇူကိုလည်းဂျူရန်လို့ပြန်ဖြေလိုက်ပါတယ်နှစ်ယောက်သားအတူတူထိုင်ရင်ဂျူရန်ကသူ့ယောဂါကသူ့အမေစီကရတာလို့ပြောတော့နေအမေကကျမတဲ့ပုံပေါ်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒါနဲ့ဂျူရန်လည်းအမေကတည်သွားကြောင်းသူ့မိတွေကသူ့စီကယောဂါကူမှကြောက်လို့သူ့ကိုထားခဲ့ကြောင်းပြောပြနေခဲ့ပါတယ်အဲ့လိုနဲ့နှစ်ယောက်သားရင်းနှီးသွားကြပါတယ်နေကင်ဘတ်အလျား ားခုံအားကစားမှာယူခါကအများကြီးခုံနိုင်ပေမဲ့ရှီဇူကိုကတော့ပြည်နေရင်နဲ့မောသွားခဲ့ပါတယ်ခါဇူကတော့အမြင့်ဆုံးအမရအောင်ခုံနိုင်ခဲ့ပါတယ်ညကြတော့ခါဇူပြည့်တဲ့အစာအုပ်လေးဖွင့်ကြည့်တော့ဖြေရတဲ့အရာတွေတွေ့တဲ့အခါပြန်ပိတ်လိုက်ပါတယ်မနက်ကြတော့ရှီဇူကိုတယောက်ဆေးသွင်းထားရပါတယ်ပြီးတော့အတန်းထဲမှာဆရာမကဆေးတွေတောက်ပြီးပိုကျန်းမာလာအောင်လုပ်ပေးမှလို့ပြောပြီးအစာစားခိုင်းနေခဲ့ပါတယ်ဘေနာကခီတာက အစာမစားခင်ဆေးတောက်ရတာအရန်ကြိုက်တယ်လို့ပြောနေခဲ့ပါတယ်အဲ့ဒါနဲ့ရှီဇူကိုလည်းသူနဲ့နာမည်တူတဲ့ကောင်မလေးကဘလို့လူ ူမျိုးလည်းကောင်းလားဆိုလာမီတော့နင်ကဘာမူလို့လဲလို့ပြောပြီးလဲဝင်းထားညစ်ပါတော့တယ်ခါစုလည်းတွန်းထုတ်လိုက်တော့ခီတာကဝယူပြန်တယ်လို့ခြေလက်တွေခွေကောက်လာပြီးဗဇက်ကလည်းအမြုပ်တွေထွက်လာခဲ့ပါတယ်ရှီစုကလည်းချောင်းဆိုးရင်တွေ့ရထွက်လာလို့ဆွေးပြန်သွင်းနေရပါတယ်ပြီးတော့ခီတာက စကားလာပြောတဲ့အခါရှီစုကသူ့ကြောင့်ဖြစ်ရတာတောင်းမှမရဲလို့ပြောနေခဲ့ပါတယ်ပြီးတော့ခါစုက နေတိုင်းလေးကြည့်နေတာတော်လိုက်တာဆိုပြီးအားလုံးကခါစုနဲ့ယူခါတိုကျိုသွားဖို့အရေးခံရမယ်လို့ထင်မိသလိုပြောနေခဲ့ပါတယ်ရှီစုကအဝိလှန်နေရင်အဲ့ဒါကို ြောသွားရင်ဘယ်ရောက်မလဲဆိုပြီးမေတော့ခါစုကပင်လယ်ရှိရလို့ကြားဘူးတာပဲလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့ရှီစုကိုကပင်လယ်တစ်ခါမှမရောက်ဘူးဘူးလို့ပြောတော့နှစ်ယောက်သားလှိုင်းကောင်းတစ်ခုကနေကြောထွက်လာပြီးရှီစုကိုကိုလက်ဆွဲခေါ်ပြီးပင်လယ်မဟုတ်တဲ့ကန်တစ်ခုကိုရောက်သွားပါတော့တယ်ရှီစုကိုလည်းဘာလို့သူ့ပေါ်ကောင်းတာလဲမေတော့ခါစုကနင်ကထူးဆန်းလို့ဆိုပြီးပြောနေတဲ့အချိန်မှာရှီစုကိုကချောင်းဆိုးတာသွေးမပါခဲ့ပါဘူးအဲ့ဒါနဲ့ပျော်သွားပြီးခါစုကိုတော့ပြေးဖတ်တော့နှစ်ယောက်သားလေပေါ်ကပြုတ်ကြသွားပါတော့တယ်ပြီးတော့ရှီစုကိုတယောက်ဆေးသွင်းနေရတာတော့ ျော်နေခဲ့ပါတယ်။နောက်နေ့အလျားခုံတော့ပုံမှန်အတိုင်းခါစုနဲ့ယူခါကအမြင့်ဆုံးနေရာရောက်နေခဲ့ပေမဲ့ရှီဇူကိုခုံတဲ့အခါမှာလည်းထူးဆန်းစွာနဲ့သူတို့နဲ့နည်းနည်းလေးပဲကွာနေခဲ့ပါတယ်။ပြီးတော့ရှီဇူကိုကနင်ကျေးစုကြောင့်ပဲလို့ပြောပြီးပျော်နေခဲ့ပါတယ်။ညရောက်တော့ခါစုအိတ်နေတာကိုဆောင်းအောင်ကနဲ့ရှီဇူကိုကသူ့အသက်ရှူရတာအဆင်ပြေကြောင်းဆေးတောက်ပြီးနေလို့ခေါင်းချောင်းပျော်ပြီးပြန်ထွက်သွားခဲ့ပါတယ်။မနက်ကျတော့ယူခါကခါစုကိုဟိုကောင်မလေးကိုမြောက်ခန့်နဲ့ခေါ်သွားတဲ့ဆိုအရင်ကရှီဇူကိုကိုအဲ့နေရာခေါ်သွားတာလဲနေမယ်လို့ပြောပြီးအဆုတ်ရောက်ကြတယ်လို့ ောတော့ခါစုလည်းပါဇက်ပိတ်လို့ပြောပြီးပြန်ထွက်သွားခဲ့ပါတယ်။ရချိုးပြီးတော့ရှီစုကိုကသူ့အင်ကြီးပေါ်မှာတွေးရပင်နေလို့ကြီးလိုက်တော့ငတ်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာယူခါကရောက်လာပြီးနင့်ကိုနင့်အမြင့်ခုံနိုင်ရင်ရပြီထင်နေတာလား။အခုတော့အရန်ကြောက်နေတာမလားဆိုပြီးလာပြောသွားပါတယ်။ရှီစုကိုလည်းအတန်းနဲ့ကိုတွေးပင်နေတဲ့ငတ်ကင်လာပြီးယူခါစားမဲ့ထမင်းပကံပေါ်တင်လိုက်ပါတယ်။ရှီစုကိုဆစ်သွင်းပြီးနိုးလာတဲ့အခါအဆောင်ပြန်ရောက်တော့ခရင်အောက်ကစာအုပ်ကိုယူလိုက်ပါတယ်။စာအုပ်ထဲကတပ်ပုံအပြဲလေးထွက်ကြလာတော့ခါစုရဲ့ပုံဖြစ်နေခဲ့ပါတယ်။ဆွဲကြိုးကိုထပ်တွေ့သွားပြီးကောက် ပုတ်လုတဲ့အချိန်မှာဂရင်အောက်ကဆွဲယူသွားပါတယ်ဂရင်အောက်ကိုငုံကြည့်လိုက်တော့ဘာမှမရှိပါနဲ့ဘေးဘက်ဂရင်ကကောင်မလေးတယောက်ကိုတွေးလိုက်ရပြီအော်ပြီးထွက်ပြေးသွားတဲ့အချိန်မှာအဆောင်မှုနဲ့တွေးလိုက်ရပါတယ်နောက်နေမနက်ကျတော့ကောင်မလေးတယောက်ပျောက်သွားခဲ့ပါတယ်အတန်းနဲ့ရောက်တော့ဆရာမကပျောက်နေတဲ့ကောင်မလေးကိုသူ့အိမ်ကလာခေါ်သွားတယ်လို့ပြောခဲ့ပါတယ်ခါစုလဲမြောက်ခံကိုသွားတဲ့အခါယူခါကဒါဟာတမန်ပျောက်တာမဖြစ်နိုင်ဘူးလို့ပြောပေမဲ့ခါစုကဒီတိုင်းထွက်သွားခဲ့ပါတယ်ပျောက်သွားတဲ့ကောင်မလေးရဲ့အရာကိုရှင်းပြီးတော့ရှီစုကိုကခါစုကိုမနေ့ကအဲ့ကောင်မလေးကို အဲ့ရတဲ့မှာထူးဆန်းတဲ့ပုံစံနဲ့တွေ့လိုက်ကြောင်းပြောပြတော့ခါစုကအယူလိုလုံးမနေလို့ပြောပြီးပြန်ထွက်သွားခဲ့ပါတယ်ခါစုနဲ့အရင်ကရှီစုကိုဆိုတဲ့ကောင်မလေးနဲ့ဒီပန်းနေဆိုင်နေမကောင်းဖြစ်တော့ဘူးလို့ရောင်ငန်နဲ့ကပြောနေတာကြားခဲ့တယ်လို့ပြောရင်အဲ့ဒါဆိုငါတို့နှစ်ယောက်လုံးတိုကျိုသွားနိုင်ပြီလို့ပြောခဲ့တာတွေကိုခါစုကတတိယနေခဲ့ပါတယ်ရှီစုကိုလည်းစေးသွင်းမိနိုးလာတော့ခီတာကတနေရာကိုခေါ်သွားပြီးအဲ့ဒီနေရာမှာပျောက်သွားတဲ့ကောင်မလေးမဟုတ်ဘူးလားလို့ပြောတော့ရှီစုကိုလည်းတွားကြည့်ခဲ့ပါတယ်ဒရယာတွေနဲ့ထွက်လာတာတွေ့တော့ရှီစုကိုလည်းနောက်ဆုံးရင်ခီတာက ကနားရဲကသွေးတွေထွက်လာပြီးတက်နေတော့အဆောင်မှုကိုတောက်ခေါ်လာခဲ့ပါတယ်ပြန်ရောက်လာတော့ဘသူမှမရှိတော့ပါဘူးကျောင်းအောင်လည်းခီတာကဒီမနက်ပဲကြောင်းပြောင်းသွားရလို့ပြောနေခဲ့ပါတယ်ပြီးတော့ရှီဇူကိုကဒီတိုင်းပြင်းနေတာတိုကျိုကြောင့်မလားလို့မေးတော့ခါဇူကသူကမိဘမဲ့မှုလို့တွားကြံနေရမရှိလို့ဒီကိုလာခဲ့တာလို့ပြောခဲ့ပါတယ်ရှီဇူကိုကတိုကျိုကိုငါကအနေနဲ့တူတူတွားကြံတာလို့ပြောပြီးအလျားခုံပြလိုက်တော့အဝေးကြီးကိုခုံထွက်သွားလို့ခါဇူလည်းအံ့ဩနေပါတယ်ရှီဇူကိုလည်းသူ့ကိုယ်သူထူးဆန်းနေတယ်ဒီနေရာကလည်းလေးလံမီးပူနေတယ်လို့ပြောပြီးသူ့ကိုကူညီ ါလို့ပြောတဲ့အခါခါစုလည်းအရင်ကအဖြစ်ပြက်နဲ့တူနေလို့လွတ်ချပြီးထွက်သွားပါတော့တယ်။ရှီစုကိုကကျောင်းစီသွားပြီးတူနေကောင်းလာပြီးဈေးမတော့လည်းရပြီလို့ပြောရင်ဒိုကျိုကျောင်းအတွက်တော်သောကျောင်းသားရေးတာဘလို့မျိုးလဲမေးတော့ထွက်သွားလို့ပြောခဲ့ပါတယ်။နောက်နေ့ထမင်းစားချိန်ကျတော့တော်သောကျောင်းသားကိုရေးတဲ့အခါပထမဆုံးရေးလိုက်တာကရှီစုကိုဖြစ်နေခဲ့ပါတယ်။ခါစုကထထွားတော့လိုက်ဖို့လို့ရင်ယူခါကဖီတိုမာလဲပင်းစာကိုဆွဲပြီးစောင့်လိုက်ပါတော့တယ်။အဲ့ဒါနဲ့ရှီစုကိုလည်းယူခါလက်ကိုဖယ်လိုက်တာနဲ့တပြိုင်နက်မှန်တွေပါကွဲသွားခဲ့ပါတယ်။ပြီးတော့ယူခါကိုလဲပင်းကနေကန်ရောက်ပြီး ီလည်းပဲညှစ်လိုက်ပါတယ်ပြီးမှရှီဆူကိုကသူ့လောက်တာကိုမယုံနိုင်ဖြစ်နေခဲ့ပါတယ်ခဏနေတော့ခါဆူကဘလို့တွေဖြစ်တာလဲမေးတော့ရှီဆူကိုကထူးဆန်းနေတယ်သူနာကျင်မှုကိုမခံစားရဘူးလို့ပြောနေခဲ့ပါတယ်ခါဆူလည်းနင်ပါလဲနင့်ပုံစံအမှန်ကပါလဲလို့မေးနေခဲ့ပါတယ်ပြီးတော့ရှီဆူကိုကိုထိုင်ကုန်းတစ်ခုမှထိုင်ခိုင်းလာပြီးလက်တွေကိုလည်းခြိထားပြီးတော့ကြောင်အောင်ကဒီနေရာမှာသင်ကန်းစာတွေအများကြီးသင်ရမှာလို့ပြောနေခဲ့ပါတယ်ရှီဆူကိုလည်းဂရင်အောက်ကစာအုပ်ကိုဖွင့်ကြည့်တော့ရှီဆူကိုဆိုတဲ့နာမည်တွေအများကြီးရေးထားပြီးတက်တာပုံချေထားတာကိုတွေ့လိုက်ရပါတယ်ရှီဆူကိုလည်းအဲ့ဒီ စ်တာကိုတောက်ဖွင့်ကြည့်တော့ပြဲနေတဲ့ပုံရဲ့နောက်တစ်ပိုင်းကရှီစုကိုပုံကိုတွေ့သွားခဲ့ပါတယ်တကယ်တော့အရင်ကရှီစုကိုလည်းသူ့လိုမျိုးနာကျင်မှုကိုမခံစားရတော့ပဲရင်းထဲကနေအယမ်းပူတယ်လို့ပြောရင်သူ့ကိုကူညီပါလို့ပြောနေတာကိုခါစုကတစ်တာနောက်မှာပိတ်ထားခဲ့တာပါပြီးတော့အဆောင်မှုခေါ်လာတဲ့အခါပျောက်သွားခဲ့တဲ့အကြောင်းတွေကိုခါစုကပြပြနေခဲ့ပါတယ်အဲ့ဒါနဲ့သူတို့နှစ်ယောက်အကြောင်းသူတွေပျောက်နေတာကိုဖော်ထုတ်ရမယ်ဆိုပြီးကျောင်းအုံရုံးခန်းထဲမှာလိုက်ရှာနေခဲ့ပါတယ်ခဏနေတော့ကျောင်းအုံနဲ့ဂျပန်စစ်သားတစ်ယောက်ရောက်လာပြီးစိတ်ဆန္ဒတာတွေမပြီးသေးဘူးဆိုရင်အမိန့်ကိုဆောင်နေ င်လိုက်လို့ပြောနေတာကိုကြားသွားခဲ့ပါတယ်။ဂျောင်းအောင်လည်းစမ်းသပ်နေတော့လို့ပြောရင်းထွက်သွားကြပါတော့တယ်။နှစ်ယောက်သားဗီဒီယိုကိုဖွင့်လိုက်တော့နောက်ဆုံးစမ်းသပ်ချက်ဆိုတဲ့ဖိုင်ကိုလှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီဖိုင်မှာခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပိုတိုတက်လာအောင်ဆေးတွေပေးပြီးနာကျင်မှုကိုလည်းမခံစားရတော့ဘူး။လူသားတွေထပ်ပိုပြီးကြော်လွန်နိုင်စမ်းရှိတယ်။အထူးလူသားဖြစ်လာလိမ့်မယ်။အရွယ်မရောက်သေးတဲ့မိန်းကလေးတွေကိုစစ်ဆေးရတာအကောင်းဆုံးပဲဆိုတဲ့စာရီးရေးထားခဲ့ပါတယ်။ရှီဇူကိုလည်းလန့်ပြီးနောက်ဆုံးရင်နဲ့ဗီဒီယိုတစ်ခုပွင့်လာပါတော့တယ်။အဲ့ဒီဗီဒီယိုထဲမှာမိန်းကလေးတွေကိုညတိုင်းဆေးတွေတိုက်ပြီးစမ်းသ သက်ခန်းထဲမှာစမ်းသပ်နေတာတွေတွေ့လိုက်ရပါတယ်။ဒါအပြင်ရှီဇူကိုကိုစမ်းသပ်ထားတာတွေမှတ်တမ်းတင်ထားတာကိုတွေ့လိုက်တော့သူကစမ်းသပ်ဖို့အရွေးချယ်ခံရရတယ်ဆိုတာသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာယူခာကလည်းတစ်ပင်မောက ခုံချလိုက်ပါတယ်။ပြီးတော့ကျောင်းသူတွေကိုအထဲဝင်ခိုင်းမိမယ်။သူတို့တငယ်ချင်းနှစ်ယောက်ထွက်ပြေးသွားလို့ကျောင်းကအဆောင်မှုကိုပိုင်ရိုက်လိုက်ပါတယ်။နှစ်ယောက်သားထွက်ပြေးရင်းနဲ့ထမင်းနဲ့ရတယ်ဆိုပြီးရွာတရွာတွေ့ပြီးအထင်နဲ့သွားကြည့်လိုက်တော့ဂျပန်စစ်တပ်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာနောက်ကဂျပန်စစ်သားကရောက်လာပြီးသူတို့နှစ်ယောက်ကိုဇမင်းဆောင်ဆွဲပါတော့တယ်။အဲ့ဒါနဲ့ခါစုကို လဲပဲညစ်တော့တခုခုနဲ့ရိုက်ချလိုက်ပြီးနှစ်ယောက်သားထွက်ပြေးတဲ့အခါရှီဇူကိုတနတ်နဲ့ပြစ်ခတ်လိုက်ရပါတယ်ခါဇူလည်းတူတူလေးပြောပြီးထွက်သွားပါတော့တယ်ယူခာတေကန်နီဖြစ်နေတဲ့အချိန်မှာဂျောင်အောင်ကရှီဇူကိုပြောက်သွားလို့ဆိုပြီးယူခာကိုအစားထိုးဆန်တက်ဖို့စီစဉ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျပန်စစ်သားကရှီဇူကိုကိုဆွဲခေါ်လာတော့ဆေးတွေထိုးပြီးအနယ်များတဲ့ဓာတ်ငွေအိုတွေနဲ့ဆန်တက်ပါတော့တယ်ခါဇူကလည်းပြန်ခိုးဝင်လာပြီးရုံငန်းထဲကတနတ်ကိုကိုကအခန်းတစ်ခန်းနဲ့ဝင်လာတော့ရှီဇူကိုကိုတွေ့လိုက်ရပါတယ်အခြားတစ်ဖက်ချမ်းမှာလည်းကောင်မလေးတွေကိုအဲ့ဒီဓာတ်ငွေတွေပေး ေးထားပါတယ်။ခါဆူလဲကျိုးဖြည့်ပေးနေရင်ဘေးကိုသွားကြည့်တော့မှန်မှောင်လေးကိုကြည့်နေရင်နောက်ကနေဂျပန်စစ်သားကရိုက်ချလိုက်ပါတော့တယ်။ပြီးတော့ကျောင်းအုပ်ကိုဂျပန်စစ်သားကမင်းဆန်တတအောင်မြင်မှာဆိုလို့ဆိုပြီးလာဖမ်းပါတော့တယ်။အဆောင်မှုကလည်းဂျပန်နေဘက်ကလှစ်လိုက်တဲ့သူဖြစ်နေပြီးကျောင်းအုပ်ကိုပါချလိုက်ပါတယ်။ပြီးတော့ကျောင်းအုပ်ရဲ့ဆန်တချက်လျှို့ဝှက်ချက်တွေအကုန်လုံးကိုယူသွားပါတော့တယ်။တစ်ဖက်မှာလည်းမှန်ငန်းထဲမှာရှိတဲ့ခါဆူအပေါ်ကိုရေတွေဖြန့်ချထားပါတယ်။ခါဆူကဂျူရန်ကိုခေါ်နေပေမဲ့နိုးမလာခဲ့ပါဘူး။တဖြည်းဖြည်းနဲ့ခါဆူကရေထဲနစ်လာပေမဲ့ရှီဆူကိုကတော့မျောနေခဲ့ ခဲ့ပါတယ်ခဏနေတော့ရှင်စုကိုနိုးလာတဲ့အခါအခန်းတကားဖွင့်ကြည့်လိုက်တော့မမောင်တွေကကောင်မလေးတွေရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်နောက်ထပ်မမောင်တစ်ခုမှလည်းခါစုရှိနေတာကိုတွေ့လိုက်ရပြီးငိုပါတော့တယ်တစ်ဖက်မှလည်းဂျပန်စစ်သားကိုကျောင်းအောက်ကတနက်နဲ့နရွက်ကိုပစ်လိုက်တော့ဝိုင်းချိန်လာကြပါတယ်အဲ့ဒီအချိန်မှာတကားပြုတ်ကျလာပြီးရှင်စုကိုကတကားကိုမလိုက်ပါတယ်ပြီးတော့တပ်ပစ်မယ်ဆိုပြီးတကားကိုပစ်ထုတ်လိုက်ပါတယ်ဂျပန်နေလဲတနက်တွေနဲ့ဝိုင်းပစ်ကြပါတယ်အဲ့ဒါနဲ့ရှင်စုကိုလည်းရှောင်လိုက်ပြီးအထက်ကနေရှင်စုကိုလည်းဖန်ဆန်းနဲ့ပစ်ပြီးတယောက်ကိုတပ်ပစ်လိုက်ပါတယ်နောက် ထရက်တယောက်ကအထက်ဝင်သွားတဲ့အခါခဏနေတော့အပြင်ကိုပြန်ပစ်ထုတ်လိုက်ပါတယ်နောက်ဆုံးဂျပန်စတာတယောက်ကိုလည်းလေဘင်းကနေကမ်းမြောက်ပြီးပစ်ထုတ်လိုက်ပါတယ်အဆောင်မူကလည်းကောင်မလေးတွေခန့်သွားတော့ကောင်မလေးတွေကသူ့စီရောက်လာပြီးထွက်ပြေးတော့ဝိုင်းလောက်ကြပါတော့တယ်ကျောင်းအောင်လည်းဖုံးဆက်နေတဲ့အချိန်မှာရှီဇူကိုရောက်လာပြီးအဝဲကိုပစ်ထုတ်လိုက်ပါတယ်ပစ္စည်းတွေနဲ့လည်းကောက်ပေါက်ပြီးဘာလို့ကျမတို့အပေါ်ဒီလိုလောရတာလဲလို့မေးတော့နင်ကဘလောက်တောင်အဖိုးတက်နေပြီလဲဆိုပြီးပြောနေခဲ့ပါတယ်အဲ့ဒီအချိန်မှာရှီဇူကိုရဲ့နားထဲကတွေ့ထွက်လာခဲ့ပါတယ်ရှီဇူကိုလည်းခါစုစီသွားဖို့လုပ်နေတာကိုတနက်ပစ်လိုက် က်တော့ဖောက်ထွင်းပြီးမှန်ကိုတတိတဲ့အခါမှန်မှန်ကွဲသွားလို့စိတ်တူပြီးဂိုင်ပေါက်လိုက်ပါတော့တယ်မနက်ခင်းရောက်တော့အဆောင်မှုခန္ဓာကိုမှလည်းပန်းတွေထိုးထားပြီးရှောင်းလမ်းမှလည်းစစ်သားတွေတင်နေခဲ့ပါတယ်ရှီစုကလည်းသူ့တငယ်ချင်းကိုအိမ်ပြန်ရအောင်လို့ပြောရင်းတည်သွားပါတော့တယ်ဇလန်လေးကတော့ပြီးသွားပါပြီကေဒရမာအကြောင်းအပဒိတဲ့င်းတွေကိုသိချင်တဲ့ဆိုရင်တော့ channel ကိုလိုက်ရန် subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်